တပါသောသူတွေက ကိုယ့်ကိုမုံလို့မလိုလို့ပြောတဲ့စကားရုပ်တွေကိုခေါင်းထဲမှာထည့်ပြီးတော့အဖန်ဖန်ထထတွေးပြီးတော့ကိုယ့်ကိုပြောလိုက်တာကြီးကိုအကြာကြီးခံစားပြီးတော့အဲ့ဒါကြီးကိုမပြစ်နိုင်မချနိုင်မဲနဲ့အမှတ်ရတိုင်းထုတ်ထုတ်ပြီးတော့ကြည်နေတဲ့ပစ္စည်းတစ်ခုလို့ ကိုယ်ကိုသူများကမုံလို့ပြောတဲ့စကားတွေကိုအဖန်ဖန်ထပ်ထပ်စဉ်းစားပြီးတော့ဒေါသကိလေသာတွေနဲ့ပင်ပန်းမနေပါနဲ့တဲ့။နာအဝခေယမကြည်မနဲ့စိတ်ဝယ်မှတ်၍မပြက်ခါကအောင့်မိဆင်ခြင်၍မနေရ။သူများကကိုယ့်ကိုမုံလို့ပြောတဲ့စကားတွေကို မမေ့နိုင်မဲနဲ့တိမ့်တိမ့်ထားပြီးတော့ပြန်ပြန်ပြီးတော့ထုတ်ထုတ်ခံစားပြီးတော့မနေပါနဲ့တဲ့သဘောပေါက်တယ်နော်အဲ့ဒါနံပါတ်1နောက်နံပါတ်2မြတ်စွာဘုရားကဘာသင်ကြားတော်ဆိုတော့ပရိသန်သူတော်ဘာတို့ဤကတာကတံပြုအပ်မပြုအပ်အယယဟု ကောင်းမှုမကောင်းမှုတို့ကို နာအဝကေယအလုတ်တခုကယုပြု၍ကြည်ရှုစင်ញင်၍မနေရာ သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုကိုယ့်ရဲ့အလုတ်တစ်ခုကြီးလို့သဘောထားပြီးတော့စဉ်းစားရင်းနဲ့တန်ဖိုးရှိတဲ့အချိန်တွေမကုန်ပါစေနဲ့တဲ့ဒကာဓမ္မတို့ဘဝမှာခေါင်းထဲမှာတွေးနေတဲ့အတွေးတွေဟာသူများအကြောင်းတွေးနေတဲ့အတွေးတွေနဲ့အချိန်ကုန်ခဲ့တာများလှပြီဗျဟုတ်လားဒါကြောင့်မြတ်စွာဘုရားက တန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိတဲ့ဒီအချိန်ဒီခွန်အားတွေကိုအရေးမပါအရာမရောက်တဲ့သူတော်ဘာအကြောင်းတွေကို တွေးရင်းနဲ့ပြုံတီးသွားမှရှိုးလို့တားမြစ်တယ်။အဲနံပါတ်1ဟုတ်လား။နံပါတ်2ကသူများကကိုကိုမုံလို့ပြောတဲ့စကားတွေကို တွေးပြီးတော့ဒေါသတွေဖြစ်ပြီးတော့မကြည်မနက်နဲ့ခံစားမနေပါနဲ့ပြီးခဲ့ပါပြီ။ဟုတ်လား။ နောက်သူတစ်ပါးဘာတွေလှုပ်တယ်ဘာတွေမလှုပ်ဘူးဆိုတာကို အလုတ်တစ်ခုလို့သဘောထားပြီးတော့စဉ်းစားမနေပါနဲ့ဟုတ်လားနောက်နံပါတ်3အတ္တနောဝမိမိဤသာလျင်ကတာနိစ္စပြုအပ်သောမှုတို့ကို၎င်းအာကတာနိစ္စမပြုအပ်သောမှုတို့ကို၎င်းအာဝေခေယအလုတ်တစ်ခုကယုပြု၍ကြည်ရှုစင်ကြင်ကြကုန်ရာဤ ကိုယ်ဘာတွေလှုပ်ထားတယ်ကိုယ်ဘာတွေမလှုပ်ရသေးဘူးတနည်းအားဖြင့်တန်ဖိုးရှိတဲ့လူဘဝနဲ့ထိုက်တန်တဲ့မြင့်မြတ်တဲ့အလုပ်တွေကိုငါဘလောက်လှုပ်ပြီးပြီလဲငါဘယ်အတိုင်းဒါအထိလှုပ်ပြီးပြီလဲငါဘလောက်မလှုပ်ရသေးဘူးလဲလို့ဒါကိုပဲစဉ်းစားပါတဲ့ဟုတ်ရလားငါဘဝမှာပြဒနာတွေအခက်ခဲတွေအများကြီးဖြေရှင်းเสียရကြံသေးတယ်လို့နားလည်ထားဖို့လိုတယ်ဗျာ ်ဒကာကြီးဒကာမကြီးများဘဝမှာမဖြေရှင်းရသေးတဲ့ပြဿနာတွေအခက်အခဲတွေအများကြီးရှိသေးတယ်ဗျ။အိုရာအိုမဲနာရာအိုမဲသေရာအိုမဲပစ္စည်းရှိမရှိမရွေးဘူးဂုံမရှိ မရှိမရွေးဘူးလူတိုင်းလူတိုင်းတန်းတူရင်ဆိုင်ရမယ့်အခက်အခဲပြဿနာကြီးတွေအိုရာဟာသိကြီးကျယ်တဲ့ပြဿနာဗျ။ နားရဲဆိုတာလေကြော်ဖြတ်ဖို့အင်မတန်ခဲရင်တဲ့အစဉ်ပြေတဲ့စိတ်တွေအင်မတန်ဖြစ်ဖို့ခက်ခဲတဲ့ပြဿနာကြီးဗျ။ပေတယ်ဆိုတာကတော့တကယ့်ကိုဘဝမှာအကြီးအကျယ်ဆုံးပြဿနာပါပဲ။နောက်ဘဝတန်တရာကြီးနဲ့လည်းဆက်ဆက်နေတာဆိုတော့သိခြင်းတရားဟာသိကြီးကျယ်တဲ့ပြဿနာပေါ့။အဲဒီလိုဖြည့်ရှင်းရခက်တဲ့မဖြည့်ရှင်းလို့လည်းမဖြစ်တဲ့ပြဿနာတွေအခက်အခဲတွေတွေ့လာရင် ဘယ်အတိုင်းတာထိပြည်လေအောင်ဖြည့်ရှင်းနိုင်တဲ့အစွမ်းအစတွေရှိပြီလေအဲ့ဓာတက်ငါဘလို့ငါဘလောက်လုတ်ပြီးပြီလေလို့မစင်သားတယ်မို့လားစင်သားတယ်နေဒါကြောင့်ကို့မှာဘလို့အစွမ်းတွေရှိပြီးပြီလေဘလို့အစွမ်းတွေကတော့မရှိသေးဘူးလေလို့ကို့အကြောင်းကိုသာလေအရေးတကြီးသဘောထားပြီးတော့စဉ်းစားရမယ်ဟုတ်ရလားအိဗယ်ဘယ်နှမျိုးပြောလိုက်လဲ၃မျိုးပြောလိုက်တယ် ဘဝမှာအင်မတန်အခြေခံကြပြီးတော့အင်မတန်ရေးကြီးတဲ့ဆုံးမတော်မူချက်လို့ဦးဇင်းတို့ကတော့အဲ့ဒါလိုယုံကြည်